ဆရာကြီးဦးတုခရဲ့ cherry အလှစာအလှကကောက်နှုတ်တင်ဆက်မဲ့မလီကာနဲ့မလီကာအီ cherry လှစာလှစာကိုကောက်နှုတ်ဖတ်ရှုခွင့်ပြုပါရဲ့ဆရာကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါရရှင်မလီကာနဲ့မလီကာ တုံးလောကထွတ်တာအတ္တဝိညာဉ်မြတ်စွာဘုရားကအတိမတ်ပြုပြီးအတိတ်ဆက်ကြောင့်ဘဝဟောင်းတွေကိုထုတ်ဖော်ဟောပြခြင်းခံရတဲ့ပုံကိုယ်တွေဟာဖြင့်ခုံယူစရာအားချစရာကြီးပဲနော်။ဒေါမြမေကဥချမ်းသာရှိတွင် ကော်ပီလင်ပန်းကလေးကိုလာချပေးရင်စကားဆလိုက်သည်။ဥချမ်းသာကဒေါမြမေကိုစိစိပြန်ကြည့်ပြီးခေါင်းတငိမ့်ငိမ့်လှုပ်နေလိုက်သည်။မင်းကမလိကာမိဘုရားကိုအားချမိတဲ့ထင်တယ်။ဓမ္မရိနာမိဘုရားကလူအသက်ပေါင်းများစွာကိုကယ်ခဲ့တဲ့အကြောင်းဖះဟောတော်မူတာလေ။ ။ဟုတ်ကဲ့ကျမပြင်သူ့ကိုတိတ်အားကြတာပဲ။အေးအားကြရင်တောင်ဖွင့်တော်မူလက်တန်သောအရိမတီးယားမြတ်စွာဘုရားသခင်ကအတိတ်ဆောင်ပြီးဟောနိုင်လောက်အောင်ဒုဒရီမှာအကျင့်သီလအာစာရနဲ့ထူးထူးချွန်ချွန်ဖြစ်ဖြစ်များများပါရမီရှိထားဖို့လိုတယ်။ဒီလိုမှမဟုတ်ပဲမြတ်စွာဘုရားသခင်ကဤသူထိုသူသည်ယခုဘဝ၌သာအပြင်းများစွာပြုလုပ်သည်မဟုတ်သေးရှေ့ရှေ့ဘဝကလည်းဆိုးရွားရုံမှာအပြင်းများစွာတော့ကိုပြုလုပ်ခဲ့ဘူးသေး၏လို့မြတ်ဟောခံရရင်တော့ပြီးပါလေဟောဗျာ ဦးချန်တာကစကားအဆုံးအသက်တွင်ရည်လိုက်တော့ကြောင့်ဒေါမြမေမှာကတိကအဖြစ်သွားရလေသည်အမလီအကျမတို့ဒီလောက်တော့လည်းမစိုးသေးပါဘူးရှင်စိတ်ချပါအေးအဲ့ဒါလောက်တတိချီရင်တော်လာပြီပေါ့ကွာဟုပြောပြီးဦးချန်တာကကော်ဖီကိုယူ၍တစ်ကြိမ်နှစ်ကြိမ်တောက်လိုက်သည်မလီကမိဖုရားကမြတ်စွာဘုရားရဲ့ဥပါတိကမှာဖြစ်နေတော့မကြမကြစေတွင်ကြောင့်ရောက်ပြီးတရားနာရမှာပဲနော်ဒါကတော့တာဝေတိမျိုးမှနေနေကြတဲ့ဥပါတကဥပါတိကမာတိုင်းလိုလို့ နေညွညွညနေချံရောက်ပြီးဆိုရင်ဗန္ဒသာဒဂုံကုတ်ကမူလေးပါတို့နဲ့မြတ်စွာဘုရားကို ပူဇော်ဖူးမြော်ရအောင်တွားကြတဲ့အဲ့ဒီချိန်ကလူဒါယကဒါယကမများဥပါဒကဥပါတိကမများကိုအထူးပြုပြီးတရားဟောပြဆုံးမတဲ့ကာလအပိုင်းခြားဖြစ်တယ်လေဒီတော့ ဒူးတယောက်သောပုံကူကိုအကြောင်းပြုပြီးတရားအမှုတန်တွေကိုဆက်ဆက်၍ဖြစ်စီဒူးတယောက်ကမင်းရှောင်၍ဖြစ်စီတရားဟောတော်မူလေးရှိတဲ့အတွက်အဲ့ဒီအခွင့်ကောင်းကြီးကို တောင်းတလိုလားချလို့မြို့သူမြို့သားများကအားတက်သရောတရားနာသွားကြတဲ့မလီကာမိဘုရားကလည်းအပါဝင်ပေါ့လေတနေ့တော့မလီကာမိဘုရားကသူသိလိုတဲ့တရားကိုမြတ်စွာဘုရားအားမင်းရှောက်ပါတဲ့ဘလို့များမင်းရှောက်ပါတဲ့ရှင်ပြောပြစမ်းပါဦးမင်းတို့အမျိုးသမီးတိုင်းသိကျင်နေကြတဲ့အကြောင်းနေပေါ့ အင်းကုတ်တတော်မြန်မာပြန်မလိကာဒေဝီတုံမာမိလျှောက်တဲ့အတိုင်းပြောရမယ်ဆိုရင်တော့မြတ်စွာဘုရားဤလောက၌ချို့တော်မိမတို့သည်အစင်းလည်းမလဥစ္စာပစ္စည်းလည်းမကျွဲဝါဩဇာတိတ်ကမကလည်းမရှိမြတ်စွာဘုရားဤလောက၌ချို့တော်မိမတို့သည်အစင်းမလပစ္စည်းကကျွဲဝါဤဩဇာတိတ်ကမရှိ၏မြတ်စွာဘုရားဤလောက၌ချို့တော်မိမတို့သည်အစင်းလှ၏ပစ္စည်းဥစ္စာကမကျွဲဝါဩဇာတိတ်ကမမရှိမြတ်စွာဘုရားဤလောက၌ချို့တော်မိမတို့သည်အစင်းလည်းလှ၏ ပစ္စည်းဥစ္စာလည်းကျွဲဝဤဩဇာတိတ်မှလည်းရှိ၏ဤသူချားနာရခြင်းအကြောင်းများကိုတိလိုပါသည်ဖျားလို့လျှောက်ထားတဲ့အမေအဲ့ဒီအကြောင်းဆိုရင်တော့ကျမတို့သိချင်းလာပြီမြတ်စွာဘုရားဘယ်လိုများဟောတော်မူသလဲမိတို့မိမာတွေသိချင်းမှာပါကွာဟုပြောပြီးဦးချမ်းသာက စကားမဆက်သေးပဲကော်ဖီကိုယူရတောက်ပြန်သည်အိုးပြောစမ်းပါဆိုကမတော်တဲ့အေးတဲ့အကဲကိုင်းနေပြန်ပြီတကယ်တော့ ဦးချန်သာက ကော်ဖီပကံကိုပြန်ချပြီးမှစကားကိုဆက်တော်သည်မြတ်စွာဘုရားကဒီလိုဟောပါတဲ့မလိကာဤလောက၌အကျိုးသောမာတုကာမသည်ဒေါသကြီး၏စိတ်ပင်ပန်းခြင်းသည်များ၏သူတစ်ပါးကအနှဲငယ်ပြော့ယုံမျှပြင်စိတ်ဆိုးတတ်၏အမျက်ထွက်တတ်၏အမျက်ထွက်ခြင်းကိုပေါ်လွင်အောင်ပြုတတ်၏ရံညှိုးထားတတ်၏ယဟန်စာသောလူကံပုဂ္ဂိုလ်တို့အားဒါနဝိတုတစုံတစ်ခုကိုမှပေးလူခြင်းမရှိသူတစ်ပါးတို့လက်ရခြင်း ချီကိုပူဇော်ယိုသေးခံရချင်းတို့၌လည်းမနာလိုဝင်တို့စိတ်ရှိ၏ညူစု၏ထိုမာတုကမှသည်ထိုဘဝမှစတည်၍ဤလူဘဝသို့အကယ်၍ရောက်လာသည်ဖြစ်အံ့ဖြစ်လေရရာဘဝ၌မိသည့်အမျိုးနယ်မိသည့်အစဉ်တန်း၌ဖြစ်စေထိုမာတုကမှသည်အစဉ်လည်းမလဥစ္စာပစ္စည်းလည်းမကြွယ်ဝဩဇာတိတ်ကမှလည်းမရှိဖြစ်ရလေ၏တဲ့မလိကဤလောက၌အချို့သောမာတုကမှသည်ဒေါသကြီး၏စိတ်ပင်ပန်းခြင်းများ၏ ူတစ်ပါးကအနေငယ်ပြောရုံများဖြင့်စိတ်ဆိုးတတ်၏မျက်ထွက်တတ်၏အမျက်ထွက်ခြင်းကိုလည်းပေါ်လွင်အောင်ပြုတတ်၏ရန်ညှိုးထားတတ်၏ထို့သို့ဖြစ်တော်လဲရဟန်းစာသောလူကံပုဂ္ဂိုလ်တို့အားဒါနဝိထုတို့ကိုများစွာပေးလို၏သူတစ်ပါးတို့လက်ရခြင်းရှိကိုပူဇော်ယုတ်တိခံရခြင်းတို့၌မနာလိုဝင်တို့ညူစုစိတ်မရှိ ထိုမာတို့ကမှသည် ထိုဘဝမှာဆုတည်၍ဤလူဘဝသို့အကယ်၍ရောက်လာသည် ဖြစ်အံ့ဖြစ်လျရရဘဝ၌ထိုမာတို့ကမှသည် အစင်းမလှဥစ္စာပစ္စည်းကကြွယ်ဝ၏ဩဇာတိတ်ကမှရှိ၏ မလီကဤလောက၌ချို့သောမာတုကာမသည်ဒေါသမကြီးစိတ်ပင်ပန်းခြင်းလည်းမမြသူတော်ကများစွာပြောဆိုတော်လဲစိတ်မဆိုးတဲ့အမျက်မထွက်တဲ့ရံညို့မထားတဲ့ထိုးထိုးဖြစ်တော်လဲယဟန်စသော လူကံပုံကိုယ်တို့ဟာဒါနဝိထုဓာစုံတစ်ခုကိုပေးလူချင်းမရှိ သူတပားတို့လက်ရခြင်းရှ िख ောပူဇော်ယိုသေးခံရခြင်းတို့၌မနာလိုဝင်တိုစိတ်ရှိ၏ညူစု၏ထိုမာတုကာမသည်ထိုဘဝမှာဆုတည်၍ဤလူပုံဘဝသို့အကယ်၍ရောက်လာသည်ဖြစ်အံ့ ဖြစ်လျရာဘဝ၌အစဉ်လှ၏ဥစ္စာပစ္စည်းကမကြွဲဝါဩဇာတိတ်ကပါမရှိဖြစ်ရ၏မလိကဤလောက၌ချို့သောမာတုကမာတိဒေါသမကြီးစိတ်ပင်ပန်းခြင်းလည်းမများသူတစ်ပါးကများစွာပြောဆိုတော်လဲစိတ်မဆိုးတဲ့အမျက်မထွက်တဲ့ရညူးမထတဲ့ ရဟန်းစာသောလူကံပုဂ္ဂိုလ်တို့အားဒါနဝိတုတို့ကိုများစွာပေးလူ၏သူတစ်ပါးတို့လက်ရခြင်းရှေကိုပူဇော်ယိုတီခံရခြင်းတို့၌မနာလိုဝင်တူစိတ်မရှိညူစုခြင်းမရှိထိုမာတုကမာသည်ထိုဘဝမှာစုတည်၍ဤလူဘဝသို့အကယ်၍ရောက်လာသည်ဖြစ်အံ့ဖြစ်လျာဘဝ၌ထိုမာတုကမာသည်အစင်းလဲလှဤဥစ္စာပစ္စည်းလဲကျွဲဝါဤဩဇာတိတ်ကမလဲရှိ၏မလိကာဤသူတို့ကခြားနာခြင်းအကြောင်းတို့ဝေဒီလို့မိန့်တော်မူပါတဲ့အဲ့ဒီတော့မလိကာမိဖုရားကပြန်လျှောက်တယ် ဘုန်းတော်ကြီးတော်မြတ်စွာဘုရားတဲ့တပည့်တော်မာမာရှိရှိပွားကအလူဒါနတော်များစွာပြုခဲ့ဘူးဟန်တူပါရဲ့သူတပားတို့လက်ရချင်းယိုသေးဘူးသောခံရချင်းတို့နိုင်လဲဝင်းတို့ချင်းမရှိညူစုချင်းကင်းကဲဟန်တူပါရဲ့သို့တော်လည်းပဲတပည့်တော်မာသည်အမျက်ဆောင်မှန်ကြီး၍ဒေါသဖြစ်လွယ်ခဲ့ဟန်လဲတူပါရဲ့ထို့ကြောင့်ယခုဘဝမှာလိုလေသေးမရှိပစ္စည်းဥစ္စာပေါများကြွယ်ဝတဲ့မိဖုရားဖြစ်ရပါ၏များစွာသောမင်းမိမအချွေရန်တို့ပေါ်၌လဲဩဇာတိတ်ကမှကြီးပါ၏တကုအာနာလည်းရှိပါ၏ တို့ဖြစ်စေကရုပ်ရှင်သဏ္ဍာန်ကပြော့ပါလာအောင်မချော့မလာဖြစ်ရပါသည်တပည့်တော်မှသည်ယနေ့မှစ၍အလှပါကိုဖျက်ဆီးတတ်ပါသောဒေါသကိုချိုးနှိမ်ပယ်ရှားပါတော်မယ်ဖရာလို့ရှောက်ထားတဲ့တော်မြမေသည်နားလေသဘောပေါက်လာသဖြင့်မောင်ပြောသလိုမိမတိုင်းလှချင်တာထင်ရှားပါတယ်မြတ်စွာဘုရားဟောတော်မူတာကလည်းမှတ်သားစရာသတိထားစရာကောင်းလိုက်တာလှပါချုံမွန်နေတဲ့အမျိုးသမီးပဲဖြစ်စေအောင်တော့ဒေါသထွက်လာလို့မျက်နှာထင်းသွားရင် ှပါတဲ့ဆင်းကအကြည့်တန်သွားတာပဲမဟုတ်လားဒါတဲ့ကောသလမင်းကချစ်မြန်လို့လို့မြောက်စားခံရတဲ့မိဖုရားမလိကာကအယုံဆိုးအကြည့်တန်ကြီးတော့ဟုတ်လိမ့်မယ်မထင်ပါဘူးဩဒါကတော့မိမတို့တဘာဝလှတဲ့လှခြင်းလို့နေမပေါ့ကွာငါဖြင့်လာရမလာတာတဲ့မှန်တဲ့စကားကိုဆိုရင်ပြောဝင်ရှောင်ဝင်တဲ့တက်တီနဲ့အီချင်းကိုချီကျူးတယ်မင်းကြည့်လေဒုသနာတော်အတန်ကြီးလေးပါရဲ့ပြဿနာတော့ကမိစ္ဆာတဲ့ဒီပုံတော်ရဲ့တိုက်တွန်းမှုနဲ့လူသက်တော်လေးကိုတတ်မဲ့ဆဲဆဲမှာ ဘရင်ကြီးကိုရှောက်ထားတာအရှင်မင်းကြီးကအစာကြီးပေမဲ့ညံမကြီးဘူးမြတ်စွာဘုရားသခင်နဲ့ညှိနေပါရဲ့အာကိုတကြီးမမေ့လျှောက်ဘူးလို့အပြစ်တင်တယ်မဟုတ်လားအဲ့ဒါလိုပဲရဲရဲဝံ့ဝံ့ရှောက်တင်တယ်နောက်စကားတစ်ခုလည်းရှိသေးတယ်ကွဘယ်တော့ကလဲဘာကြောင်းနဲ့လဲဘလို့မြန်းလျှောက်တင်တယ်လဲပြောစမ်းပါဦးအတနေ့တော့ကွာသလမင်းကြီးနဲ့မလိကမိဖုရားကြီးတို့ကပြတ်သက်အထက်မှာအေးအေးလူလူကြီးကြီးရွှင်ရွှင်ဆန်နေကြတယ်အဲ့ဒီကောင်မှဘရင်ကြီးကချစ်ရည်ပြူငါတဲ့သဘောနဲ့ အတင်မီဘုရားကြီးလောကမှာဘုသူ့ကိုအချစ်ဆုံးလဲလို့မေးလိုက်တယ်။ဒီတော့မိဘမလီကာကချက်ချင်းပြန်ပြေးလိုက်တယ်။ရှင်မင်းကြီးလောကမှာမိမိကိုယ်ကိုမိမိသာအချစ်ဆုံးမှာတဲ့။အဲ့ဒါလို့ပြောလိုက်တော့ဘုရင်ကြီးမှာမျက်နှာထားတော့ညူအလိုမကျဖြစ်သွားတဲ့။ဒီလိုဖြစ်သွားတော့မလီကာကရှိမ့်မိလိုက်တယ်။ဒါကြောင့်ဘုရင်ကြီးကိုပြန်မေးလိုက်တယ်။မောင်တော်ရော့ ခုခုကိုယ်တည်းပို့ချရတဲ့သူရှိသေးလားတဲ့ဒီတော့ဘယင်ကြီးကငါလဲငါကုံကချစ်ဆုံးပေါ့လို့ငါထွတ်ထွတ်ပြန်ပြေးလိုက်တယ်အဲ့လိုပြေးလိုက်ရတော့မှပေါ့လေသူခင်များတကယ်လို့မိဖုရားကဤလောကမှာအမောင်တော့ကိုချစ်ဆုံးမှာဖင်ရလို့ရှောက်လိုက်မယ်ဆိုလဲသူကလည်းဤလောကမှာမင်းကိုသာချစ်ဆုံးမှာကွယ်လို့ပြန်ပြေးလိုက်မယ်ထင်တယ်နော်မိကလေးကဒီရွယ်ချက်နဲ့မိတာပေါ့ကွာအဲ့ဒါလို့သာမိကြပြေးကြရင်တော့လင်းမြားနှစ်ယောက် တယောက်ကိုတယောက်လိန်နေကြတာဖြစ်မယ်မိကြီးကြားကျင်တာကလော့ဂီစကားမိဖုရားပြေးလိုက်တာကလော့ဂုတ်ဒရာစကားဖြစ်နေတယ်ဒါကိုကောသလာမင်းကြီးကမသိလေတော့စိတ်ညုံညင်သွားလို့ဖះကိုယ်တော်မြတ်ထံတိုက်ရိုက်သွားပြီးရှောက်ထားရတာပဲဗျာရှင်ပင်နဲ့မိဖုရားကလည်းမြတ်စွာဘုရားနဲ့ဒီလောက်တောင်ရင်းနှီးကျွမ်းဝင်နေတာပဲနော်အော်အမဲစီကကိုကွယ်နေတဲ့ဒါရက်ကဒါဤကမများဖြစ်လေတော့အနာတပိန်တရေကြီးနဲ့ဝိတာကเจ้าမကြီးတို့လို့ဗုဒ္ဓဝလဘ ယင်းဒီကျောင်းဝင်နေကြတာပေါ့ကွယ်အဲ့ဒီကမှမြတ်စွာဘုရားကကောသလမင်းကြီးသဘောပေါက်သွားအောင်ဥဒန်စကားကျူးရင်တော်မူလိုက်တဲ့ဘယ်လိုလဲဆိုတော့အောက်ထက်ဝင်းချင်းကဘာမြေပြင်ဆက်ကြဝလာတခွင်လုံးသူစိတ်မှန်းအားဖြင့်အစဉ်လှက်ပတ်ထက်ထက် ရှာဖွေတော်ညာလဲမိသည့်ရက်မြကိုယ်ကိုယ်ကိုယ်ထက်ပုံမူချစ်ခင်မြတ်နိုးအတူကိုမတွေ့နိုင်ချေမိမိကိုမိမိအချစ်ဆုံးဟုကိုယ်တိုင်းနှလုံးပြုသည်နှင့်အတူပင်မိမိမှာတပါးများစွာသောတတ္တဝါတို့သည်လည်း သူတို့ဤကိုကိုသူတို့အချစ်မြတ်ဆုံးဟုတိမှတ်အပ်၏ထို့ကြောင့်ကိုကြိုးစည်းပါလိုလာသူသည်မိမိမှတပါအခြားသူများဤကိုချင်းစာတရားကိုလက်ကင်ထားလျက်နှိမ့်ဆက်ဆိုးသွင်းညှဉ်းပန်းမှုကိုမပြုရဧည့်သည်လိုဥဒန်းကျူတော်မူလိုက်တဲ့။ဒါကြောင့်မေတ္တာပို့တဲ့နေရာမှာအဟံအဝေရာ ဟောမိအကျွန်ုပ်သည်ဘေးရန်ကင်းရပါလိုဤလိုကိုကိုကိုပထမဦးဆုံးမေတ္တာပွားပြီးမှအများတတ္တဝါတွေကိုကိုနဲ့တန်းတူပြန်ကင်းကြပါစေလို့မေတ္တာပို့ပါတာကို ဟုတ်တယ်မဟုတ်လားယင် ဟုံလာပေတဘောပြတော်မြမေကဦးချမ်းသာကိုကြည့်ရင်တခုခုတွင်းနေပုံရ၏ဦးချမ်းသာကလည်းတော်မြမေထံမှဘလို့စကားမျိုးများစလိုက်အောင်မလဲဟုမျှော်လင့်နေလိုက်မိသည်သူတို့နှစ်ဦးစလုံးတိတ်ဆိတ်နေရမှခဏကြာတွင်ဦးချမ်းသာမျှော်လင့်ထားသည့်အတိုင်းတော်မြမေကစကားဆပါတော့သည် မလိကာတစားဆိုတာလေမလိကာမိဖုရားကြီးဝိလူခေါ်ကြတဲ့အဝိတစားမျိုးလာရင်ဖေးစီဘလို့အဝိတစားမျိုးပါလဲရွှေငွေကြောက်တံဗြံများတွေနဲ့ပြုတ်လို့ထားရတယ်လို့တော့ကြားဘူးတာပဲ။ ဦးချမ်းသာကဘုသူတ္တလိုလာသောချစ်စနီးတဲ့ကိုကြည့်၍နှစ်လိုမျက်နှုံးမိပါ၏မလိကာဒဇာယေလို့တော့မရှိပါဘူးကွယ်မဟာလတာဒဇာယေလို့သာရှိပါတယ်အဲ့ဒီဒဇာကလည်းရွှေငွေကြောက်တံပြရများတွေနဲ့ပြုလုပ်ထားလို့တံပိုးငွေကိုကလေးရှိတဲ့ဒါဖြင့်ကျမတို့ကမလိကာဒဇာလို့ခေါ်ခဲ့တာကမှားနေပြီပေါ့နော်နာသမီးတွေဝတ်တဲ့ရွှေရောင်တဝင်းဝင်းနဲ့တောက်တော်ပြောင်ပြောင်အဝတ်မျိုးများဖြစ်နေမလားမသိဘူး။အင်း။တရားမင်းတို့ရဲ့မိဖုရားကြီးများဝတ်တဲ့အဝတ်မျိုး လူမိအေဂရစ်များရဲ့အက်ကမေဒီမိပြေကောင်းကြီးများဝိတ္တအဝိဇ္ဇာမျိုးနဲ့တူကောင်းတူမလားမသိပါဘူးဒါပေမဲ့အဲ့ဒီမဟာလာဒာရဇာစစ်ကတော့မိဖုရားကြီးများတောင် မဝိတ္တန်ကြပါဘူးတဲ့တံပုံးငွေ6ကြီးအကုန်ခံနိုင်တဲ့ထားရွှေစင်နိခတထောင်နဲ့တရင်လောက်ရှိတဲ့ရေနာခုနှစ်ပါကြောက်တံပရမများရင်နဲ့စီရင်ထားတာမို့အဝိတ္တဇာရဲ့လေးချိန်က9000 8000လောက်ရှိတဲ့အဲ့ဒီတော့ရှင်ပြောင်ငါးစီအာမန်ကြီးတဲ့ကာယပလနဲ့ပြည်စုံမှာ ဝင့်နိုင်တဲ့တဲ့အပြင်နောက်တစ်ခုကဘွားပေါင်းများစွာမှာဖះအမှုရှိတဲ့အတန်ကားတော်တို့ဒီကိုဖို့ရန်သင်ငန်းများစွာကိုလှူခဲ့ပြီးမဟာလာတာတစားကိုဆင်မြန်းရပါလို့ဤလို့ဆုတောင်းခဲ့တဲ့ပါရမီကလည်းရှိရအောင်မူတဲ့အဲ့ဒါလိုကြံ့ကြံ့မှတွေ့ဘူးတယ်ဒီတိုင်းသာဆိုရင်မဟာလတာဆိုတာအလွန်ကြီးကျယ်မြင့်မြတ်တဲ့အစဉ်အစာကြီးပေါ့နော်ပစ္စည်းကလည်းချမ်းသာရမယ်ကိုခွန်အားကလည်းပြည့်စုံရမယ်အလူဌာနနဲ့ဆုတောင်းခဲ့တဲ့ပါရမီကလည်းရှိရအောင်မယ်ဒီလိုပြည့်စုံမှဝင့်နိုင်မှာပဲဟုတ်တယ်ဒါကြောင့် ဗုဒ္ဓလက်ထက်တော်ခါကမဟာလတာကိုရှင်မြန်းနိုင်သူအမျိုးသမီးရဲ့လို့ပါရဏတိတထေးကြီးတမိရဲ့ဝိဒါကအကြောင်းမကြီးရဲ့ဗန္ဓုလာစေသူကြီးကတော့မလိကာရဲ့လို့ဒီသုံးဦးသာရှိပါတဲ့ဟုတ်တော့မလိကာမိဖုရားပြင်စေသူကြီးကတော့မလိကာရဲ့လို့ရောရှိသေးလားရှိသေးတယ်တာဝဲထီပြီမှာမလိကာကနှစ်ယောက်ပေါ့ကောသလမင်းရဲ့မိဖုရားကလည်းမလိကာပဲဗန္ဓုလာစေသူကြီးကတော့ကလည်းမလိကာပဲ အဲ့ဒီစစ်သူကြီးကတော့မလိကာအကြောင်းနဲ့နဲ့ပြောပြပါအောင်ငါဖေးကြည့်ရဲ့ဦးချန်သားမဘဲကစပြောရမလဲဟုစဉ်းစားလိုက်ရပါသေးသည်ဒေါ်မြမေကညော်တလင်းလင်းနားဆွင့်နေပုံရသည်อืมဘန်ဒူလာကတော့မလိကာမျိုးသမီးเจ้าကလည်းလွန်စိတ်ဝင်စားစရာကောင်းတာပဲရဲနာသုံးမဂုံကမမိတ်မတုံယုံကြည်လေးစားတဲ့အရာမှလည်းအတော့ကိုထင်ရှားတယ်ဘန်ဒူလာเจ้าကစပြောရမယ်ဆိုရင်ဘန်ဒူလာကကုတိနာယုံပြီကမလာမင်းသားတစ်ပါးဖြစ်တယ် ကကတူပီကိုပညာတင်သွားတဲ့အခါမှာဝေဒာလီပီကမဟာလိလစ်ဇဝီမင်းသားရဲ့ကောဒလာမင်းသားရဲ့ဘန်ဒူလာမင်းသားရဲ့၃ယောက်ကအလွန်ချစ်ခင်ကြွယ်ဝင်တဲ့ကြောင်းနေပန်များဖြစ်ကြတယ်။အတီးတီပညာတတ်များလို့မိမိတို့တိုင်းပြည်ပြန်ကြတဲ့အခါဘန်ဒူလာမင်းသားကမလာမင်းသမီးတူဖြစ်တဲ့မလိကာဒေဝီနဲ့လက်ထပ်ပါတဲ့ဘန်ဒူလာမင်းသားက စီးရင်စီပညာနဲ့ဓမ္မသက်ရာဇသက်တို့ကိုတက်ကြွမ်းပြီးဘိုးတထောင်တင်လေးကိုကင်တွယ်ပြစ်ခတ်နိုင်တဲ့ကာယဗလာတန်ဆွမ်းမှုရှိတယ်။အဲ့ဒီလောက်ကိုအာညာအာရီချင်းများနဲ့ပြည့်စုံဝင်မယ်လို့မလာမင်းတို့ရဲ့ချိမြောက်ခြင်းကိုမခံရတဲ့အတွက်သူ့တငယ်ချင်းရှိရာကောသလာတိုင်းကိုမရနဲ့တော့ကထွက်ခဲ့တယ်။တကယ်ချင်းဖြစ်တဲ့ကောသလာမင်းကြီးချန်ရောက်တော့မင်းကြီးကအာရဝင်းသားနဲ့စီကြိုပြီးယုံကြည်အားကိုးစွာစစ်သူကြီးအရာခန့်လိုက်တယ်။အဲ့ဒီကစလို့ဘန်ဒူလာစစ်သူကြီးနဲ့စစ်သူကြီးကရောမလီကာတို့ရဲ့ဂုံတရင်က ထင်ရှားလာတယ်။ကောသလမင်းကြီးကတငယ်ချင်းကောင်ပီတာပါဘီရဲ့ဗန္ဒူလာကိုသူ့ဆွေမျိုးများဖြစ်တဲ့မလာမင်းတို့ထက်စေတနာမေတ္တာထားပြီးချင်းမြမြောက်စားလိုက်တာပဲနော်။ဒါကတော့မုံရင်ပြည့်ချင်ရင်ကြုံမျက်နှိုးတော်တရာဆိုတဲ့အတိုင်းပေါ့ကွာဒီလိုနဲ့ဘင်းမှုတော်ထမ်းပြီးနှစ်တန်ကြာလာပြီမဲ့လဲမလိကမှာသာသမီက မထွန်းကားခဲ့ပါဘူးတဲ့ဗန္ဓုလာစစ်သူကြီးကဒါကိုမချေနှက်ဘူးသာသမီရတနာမထွန်းကားတဲ့မိမဆိုရင်မြုံမရဲလို့နှိမ်ချထင်းမြင်လူ ပေါ်မဝင်အောင်လို့ဖြစ်ကြရတယ်ဒါကိုဗန်ဒူလာကရှက်စနိုးဖြစ်လာဟန်တူပါတယ်ဒါကြောင့်မလီကာကိုသူ့မိဘများထံအပြန်ခန်းလိုက်တယ်မိမဖြစ်ရလေတော့သူ့ခင်ဗျာတနာပါတယ်သူ့တဘာဝနဲ့သူသားသမီးမရတာအပြစ်ကြီးတစ်ခုတည်းလားမရဝယ်တရားလော်လီဖောက်ပြတဲ့အပြစ်နာစာကြီးမို့လို့လားသိပ်ပန်နေမကြတယ်ရှေ့ကယူဆရပါတော့ဟေးမေကြီးရငူပြောနေရရှေ့ကကြောင်ပြောနေရလေဟိုတော့ကလူတိုင်းမှာတီယူစာမျိုးတွေလက်ခံထားကြတယ် ဓမ္မတာတစ်ခုမှာဆိုရင်သာသမီမထွန်းကားတော့မရရဲ့သမီမင်းကလေးကိုကြီး9ရောက်ဆက်တိုင်းမွေးတာရဲ့အဲ့ဒီလိုမွေးလာတဲ့မယားမျိုးကိုတရားဝင်ကွာရှင်းနိုင်တဲ့ဥတွေကလည်းရှိသေးတယ်အဲ့သိပ်ပန်းကြီးကြတာတွေမကြတာတွေလောက်မနေနဲ့ကောင်းပါပြီတော့ကဲဆက်သားပြောပါအဲ့ဒီကမှမြတ်စွာဘုရားသခင်ကဇေတဝင်ကျောင်းတော်မှာတရင်တုံးနေတော်မူလဲရှိတယ်မလိကာဒေဝီကသူ့မိဘရက်ထံမလွဲ့မသွေပြန်ရတော့မှဖြစ်လေတော့မြတ်စွာဘုရားကို ဖူးမြော်ရော့ကျင်သေးတာနဲ့ကျောင်းတော်ကိုသွားပြီးရှ िख ုပ်ပူဇော်လိုက်ပါတယ်အဲ့ဒီကမှမြတ်စွာဘုရားကမိတော်မူလို့မလိကာဒေဝီကသားသမီးမထွန်းကားတဲ့အပြင်နဲ့မိဘရက်ထံကုတ်သိမ့်နာယုံပြည်ကိုပြန်ရတော့ပြန်ကြောင်းရှ िख ုပ်လျှောက်ထားလိုက်တယ်ဒီတော့သက်ပင်ညူတာရွှေညံခြင်းမြတ်စွာဘုရားသခင်ကထိုအပြစ်ကြောင့်ဖြင့်ကုတ်သိမ့်နာယုံပြည်ကိုပြန်ဖို့မလိုခင်ဗွန်ဗန္ဓုလာစစ်သူကြီးအိမ်ကိုသာပြန်ပါလေလို့မိတ်မွတ်တော်မူလိုက်တယ် မြတ်စွာဘုရားမိန့်တော်မူတာကသာသမီထွန်းကားလာမဲ့အဖြစ်ကိုမြင်တော်မူလို့မိန့်တော်မူလိုက်တာပေါ့နော်ဟုတ်ပါတယ်ဒီလိုနဲ့မလိကာဒေဝီကဝန်တာအာရနဲ့ဘန္ဒုလာတံပြန်သွားတယ်ဘန္ဒုလာကမေးတော့မြတ်စွာဘုရားတခင်ရဲ့အမိန့်တော်ကြောင့်ပြန်ခဲ့ရတဲ့ကြောင့်ပြောတယ်ဒီတော့ဘန္ဒုလာစေတူကြီးကသာသမီရတော့မှာပဲလို့ရိတ်မိလာတဲ့ဒွေဝဲမြောင်ဝန်တာလက်ခံလိုက်ပါတဲ့တကယ်တော့ဘန္ဒုလာစေတူကြီးကမလိကာဒေဝီကို မုန်းလို့နေရတာမှမဟုတ်ဖဲကိုကောသလမင်းနဲ့တကွဘူးစုံမတ်စုံဘိုးဘုံလဲမှာ မလိကာဒေဝီကြောင့်မကောင်းတဲ့ရင်ပြောနေကြလို့ရှက်ရှက်နဲ့နှင်ရတာနေမှာပေါ့ကွယ်ဒီလိုနဲ့များမကြမီမှာပဲမလိကာဒေဝီမှာတရင်ထုံငုံရှိလာပါတဲ့အဲ့ဒီမှာမိခင်လောင်းတို့ရဲ့ဓမ္မရာတိုင်းချင်းချင်းဖြစ်လာတယ်သူ့အာသာချင်းချင်းကလည်းလွယ်လွယ်ကူကူသာမင်းညချင်းချင်းမျိုးမဟုတ်ဘူးဝေသာလီပြည်လစ်စဝီမင်းတို့ရဲ့အဘိတ်တဲ့ရေကန်းကအေးပြကြည်လင်းတဲ့ရေစင်ရေကန်းကိုစိမ့်ပြီးချိုးကျင်တဲ့လေအင်းတာကောင်းတာမြတ်တူတူကြကြမွေးပါမယ်အမျိုးသမီးတိုင်းကြီးကြီးကျယ်ကျယ်ချင်းချင်းတက်တာကဓမ္မရာပဲအဲ့ဒါ သူ့လင်းကိုပြန်ပြောရော်လားပြောတာပေါ့ဘယ်နေလိမ့်မလဲဖန်နူလာကလည်းထူးခြားတဲ့အတိတ်နမိတ်ကောင်းဆိုမယားကိုယထာဘောတင်ဘိုးကြီးတထောင်တင်တဲ့လေးနဲ့သူကိုယ်တိုင်မောင်းထက်ခဲ့တယ်အဲ့ဒီကိစ္စဟာဝေသားလီမင်းတို့နဲ့စစ်ခင်းနဲ့ခင်လောက်ရမယ်ချင်းနေတိထားတယ်လေလစ်စဝေမင်းတို့ရဲ့ထိတ်ထက်မှာအဘိဓိသုံးမဲ့ရေစင်ရေကောင်းကံတော်မင်္ဂလာမှာမိမသားကရေစင်ချိုးခြင်းနဲ့ဆိုတာမာအန်နေကြီးမဟုတ်ပေဘူးလားအေးကွာ မလီကအချောင်းကိုသာဦးစားပေးပြီးမြင့်ပြွားမှာဆိုတော့တူတူပြောကြပါဆိုရဲ့ဒီလိုနဲ့ဗန္ဓုလာကသူ့အချောင်းနေပဲတငယ်ချင်းမာလီလစ်စဝေမင်းတာဝန်ယူထားရတဲ့ဝေသားလေးတကားတစ်ခုကနေမြို့ရင်းကိုဝင်ကန်တော်မင်္ဂလာစောင့်ချက်တွေကိုချိန်ချပြီးကန်ကိုဖုံးအုပ်ထားတဲ့တန်ကွန်ကြာကိုတန်လျက်နဲ့ပိုင်ဖြတ်ပြီးမလီကဒေဝီကိုအေးချမ်းစွာရေတုံးတက်စေတယ်။အဲဒီမှာလစ်စဝေမင်းပေါင်းတို့ကမခံမရနိုင်ဖြစ်ပြီးဖန်စီတက်ဖြတ်ဖို့ကြိုးစားနေကြတယ်။ဗန္ဓုလာကတော့မလီကဒေဝီစိတ်အေးလေရေချိုးတန့်စင်ပြီးမှရထားနဲ့မောင်းထွက်ခဲ့တယ်။ နောက်ကလိုက်ပန်ကြတဲ့လက်စဝင်မင်း900ကိုတော့မရှာမလွှဲတာလို့လေးနဲ့ပြေခွင်တုတ်တင်ခဲ့ရသေးတဲ့ဒါတွေအလုံးအချင်းချုံပြီးပြောပြတာနော်အမေကြီးဒီလိုနဲ့မလိကာမှာရှင်ချင်းအာသာပြေပြီးတာအမွာမွေးဖွားလာတယ်နောက်လဲဆက်တိုက်တဆက်ချက်ကတီတီအထိတာအမွာကြီးပဲမွေးလို့30နှစ်ရောက်တော့တာတို့ရဲ့မိခင်ဖြစ်လာတဲ့မလိကာကလည်းမွေးပန်မွေးရောရှင်မွေးလို့မလား ာတိုင်းတာတိုင်းကအရွယ်ရောက်လာကြပြီဆိုရင်ယောက်ျားတို့အတက်တဆက်ရှိရနဲ့ပြည်စုံကြတဲ့။ဒါတယောက်တယောက်စီမှလည်းလူစွမ်းကောင်းတထောင်စီတထောင်စီအချမ်းရန်ရှိတဲ့။ဗန္ဓုလာစစ်သူကြီးနဲ့ဒါအပေါင်း32ယောက်ဘရင်ထံခါစားဝင်တဲ့အခါသူတို့ရဲ့အချမ်းရန်ပြိသက်ကလည်း3200ကြောနေလို့မင်းရင်ပြင်တစ်ခုလုံးကိုအပြစ်ဖြစ်နေကြတယ်ဒါကိုမူးကြီးမကြီးချိုးကမနာလို့ဘူးဘန်ဒူလာစစ်သူကြီးကိုမလို့တမဖြစ်နေကြတယ် ူတို့ကိုယ်တိုင်ကတော့တရားလွှတ်တော်မှာလက်စားပြီးအမှုများကိုမတရားဆုံးဖြတ်နေပါတဲ့။တနေ့တော့တစ်ဖက်သက်မတရားဆုံးဖြတ်ခံရတဲ့အမှုတွေများကဗန္ဓုလာတို့သားဘာညီလာခံဝင်ကြရအောင်လာတဲ့အခါမှာလမ်းကိုအစုအဝေးနဲ့ကဲတော်မူပါဗန္ဓုလာစစ်သူကြီးလို့အော်ဟစ်ပြီးဆန္ဒပြကြတဲ့ဗန္ဓုလာကမင်းပြန်စုံစမ်းတော်မူတယ်များကသူတို့အပြစ်နဲ့တကွာအမှုသားမှုလာကိုအကုန်စင်တင်ပြကြတဲ့ဒီကမှာဓမ္မသက်ကျမ်းကိုကျွမ်းကျင်လိမ္မာပညာရှိတဲ့ ဗန်ဒူလာကလွှတ်တော်တရားသူကြီးများမှမှယုံရင်ဆုံးဖြတ်ထားတဲ့ဝိနည်းစရာကိုသူကိုယ်တိုင်လွှတ်တော်တက်ပြီးဆုံးဖြတ်ပေးလိုက်တဲ့ဒီတော့အမှုတွေတွေများပြားကဝန်တာအားရဖြစ်လို့ဗန်ဒူလာစစ်သူကြီးတတော်ရာကျော်ရှိပါစေဗန်ဒူလာစစ်သူကြီးတတော်ရာကျော်ရှိပါစေလို့တခဲနဲ့ကြွေးကြော်ကြတဲ့အဲ့ဒါလို့အုံအုံခဲခဲတခဲနဲ့ကြွေးကြော်တဲ့ကိုကြားတော့ကောသလမင်းကြီးကမင်းမြန်တော်မူတဲ့ကနာယကကုံနဲ့ပြည်စုံနဲ့မူကြီးမန်ကြီးများကဗန်ဒူလာစစ်သူကြီးရဲ့တရားဆုံးဖြတ်ကို ကျင်းနဲ့နှစ်သက်ကြလို့ကြီးကျူးတဲ့အတန်ဖြစ်ကြောင်းရှောက်ထားကြတဲ့အဲ့ဒီခါမှာကောသလမင်းကြီးကအလွန်နှစ်သက်အားရတော်မူတာနဲ့လက်စားတဲ့တရားသူကြီးများကိုဖြုတ်ချပြီးလွတ်တော်တရားလုံးကိုဗန္ဓုလာကိုအန်းနှင်းလိုက်တယ်ဗန္ဓုလာကလည်းဘုရင်ကြီးကခန့်အပ်တော်မူတဲ့အတိုင်းတရားနဲ့ညီစီရင်ဆုံးဖြတ်နေပါတဲ့အစကတည်းကမနာလိုကြတဲ့တရားသူကြီးများကတော့ဗန္ဓုလာကြောင့်ယာရုပြုတ်ရတဲ့အခါပိုးပြီးအညှိုးထားကြတာပေါ့နော်ဘယ်ပြောကောင်းလိမ့်မလဲကွာအဲ့ဒီချိန်ကစလို့ ဘန်ဒူလာစစ်သူကြီးပေါ်မကောင်းကြံပြီးတီတိုတီတိုသဖမ်းဖို့လုပ်နေကြတာပေါ့ဘန်ဒူလာစစ်သူကြီးကသူသား30နှစ်ယောက်နဲ့မိကြီးကိုတက်ပြီးနန်းရိပ်ထိပြူလူယူဖို့ကြံနေတယ်လို့တိုးတိုးတမျိုးချက်ချက်တမျိုးမမှန်တဲ့တဲ့နေလွှင့်နေကြတယ်လောကဆိုတာကလည်းအခက်သားกว่าလူပြောသူပြောမြန်လာရင် ရုံထင်းကြောင်တင်ဖြစ်ကုန်တတ်ကြတယ်လျှို့ဝှက်တဲ့စကားဆို တစင်စကားတစင်နာ ပေါက်ကြတတ်ကြတယ်ဧသလိုနဲ့ကောသလမင်းကြီးနာရောက်သွားတော့တာပဲဒီတော့ကောသလမင်းကြီးကယုံတဲ့လားရှင် ကြားစာကတော့ယုံမှမဟုတ်ဘူးကွာအေးနေ့စဉ်ရက်ဆက်လူတိုင်းလူတိုင်းစီကကြားရပန်များလာတော့တင်းကမကင်းဖြစ်လာတော့တယ်တင်းငုံတောင်တိုက်ဖန်များတော့နေရသေးတယ်မဟုတ်လားကွာဗန်ဒူလာကိုစစ်တေနာပတိယာဒူးတင်မကဘူးလွတ်တော်တရားလုံးကိုလည်းပေးရခဲ့တယ်လေသူသား30နှစ်ယောက်နဲ့အချွေရန်လူစန်းကောင်းတို့ကကြီးပဲ3000ကျော်နေတယ်ဘင်းရင်တက်မတော်ကြီးတစ်ခုလုံးကိုလည်းအုပ်ချုပ်နေတယ်ဆိုတော့ဗန်ဒူလာကလက်ကမောင်းတစ်ချက်ခတ်လိုက်ုံနဲ့ကိစ္စကပြတ်သွားနိုင်တယ်မဟုတ်လားဒီတော့ ဘင်းကြီးကိုတိုင်ထိတ်လန့်နေရောတာပေါ့ရွှေနှန်းစည်းစိမ်ဆိုရင်အင်တန်ချစ်ခင်ပါတယ်ဆိုတဲ့တငယ်ချင်းမပြောနဲ့ဒူတော်ရင်အစားတသက်မင်းသားကခမီးတော်ဘိမသားရကိုလှုပ်ကြံပြီးတော့တောင်မှနန့်လူခဲ့တယ်မဟုတ်လားဟုတ်တော်လဲဟုတ်တာပဲလေရှင်မြင်လို့ရတာများစိတ်ရှုပ်ရှားကြည့်ပါတော့ဒီတော့ဘယ်လိုဖြစ်တယ်လဲကောသလာမင်းကြီးဖို့ဗန်ဒူလာနဲ့သူ့သားတွေကိုပြည်တွင်းမှာတင်းတင်းကြပ်ကြပ်တုတ်တင်ဖို့ဆိုတာက တိုင်းတိုင်းအပြီးပြီးကြော်မကောင်းကြားမကောင်းဖြစ်နေလိမ့်မယ်ဒီတော့ကောသလတိုင်းအစွန်ပြားမှာတပုံတွေနဲ့လှူရှားရအောင်အိမ်တော်မှာဂျုံရင်တွေကိုစေခိုင်းတော်မူလိုက်တယ်။နောက်ပြီးအဲ့ဒီတပုံရန်နှိမ်နှင်းဖို့ဗန်ဒူလာနဲ့သူ့သားတွေကိုလွတ်လိုက်တယ်။အဲ့ဒီတက်တဲမှာဘင်းကြီးကအင်မတန်စိတ်ချရတဲ့လက်ရွေးစင်စစ်ဗိုလ်များကိုပူပေါင်းပြီးထည့်လွတ်လိုက်တယ်။အဲ့ဒီစစ်ဗိုလ်များကဗန်ဒူလာရဲ့သား30နှစ်ကိုကောင်းဖြတ်တုတ်တင်ခဲ့ကြဖို့ပေါ့။စစ်သူကြီးကရောမလီကာကဗန်ဒူလာနဲ့သားများစစ်မြေပြင်ထွက်နေတဲ့အခိုင်မှာ ရှင်သာရိပုတ္တရာနဲ့ရှင်ဘာမောကလံမှုပြုတဲ့ယဟန်900ကိုအိမ်ပင့်ပြီးဆွန့်လုတ်ကျွေးနေကြတယ်။အဲ့ဒါလို့ဆွန့်ကျွေးနေစဉ်မှာပဲချီမြန်တတ်တာတယောက်ကဗန္ဓုလနဲ့တာ30နေရာလုံးခေါင်းဖြတ်အသက်ခံရပါသည်ဆိုတဲ့လှေဝံစာတစောင်းလာပေးတော့တာပဲ။ဖျားဖျားဒုက္ခပါပဲနော်။မလိကာဒေဝီကဘလောက်စိတ်တက်ကြံခံလိုက်တယ်လဲဆိုရင်အဲ့ဒီစာကိုဖတ်ပြီးမျက်နာတစ်ချက်မှမပြတ်ဆွန့်လုတ်ကျွေးတဲ့ဝရဝိစာလည်းတစ်ချက်မှမလိဟင်းမဲနဲ့စာကိုသူ့ရင်ခွင်ထဲသာထည့်လိုက်တဲ့ အရှင်ပြန်များစွန်းစားပြီးတဲ့အခါမှာကျွန်မတယောက်ကတည်ရင်စီရင်နဲ့ပေါ့ပေါ့ဆဆထောပတ်ဦးတို့ပြုံးငင်းနဲ့ကြောက်ွဲပါတဲ့အဲ့ဒါကိုမလိကာကရုတ်တရက်လှက်ကြည့်လိုက်တော့ရှင်သာရိပုတ္တရာကိုရောကြီးကကွက်ပြက်ခြင်းသဘောရှိသောဝိတုဖြစ်၍ကွက်ပြက်သွားလိမ့်ပြီထွေရလေးပါစိတ်အကြံမများလေနဲ့တော့ကမဖြစ်လေနဲ့လို့မိန့်ရှိတော်မူတယ်အဲ့ဒီကမလိကာကရင်ခွင်ထဲကစာကိုထုတ်ပြရင်းနဲ့ရှင်ပြာဒါ သုံးကြိမ်နှစ်ယောက်တို့နဲ့တကွာအဖဖြစ်သူဗန်ဒူလာစစ်သေးနာမတိဤဥခေါင်းများကိုဖြတ်အပ်လေးပြီးဟူသောဤသဝင်လွာကိုတပိတော်မအားပို့အပ်လာကြပါသည်တပိတော်မသည်ဤအကြောင်းကိုကြားရတော်များလဲဒူရလေးပါစိတ်အကြံမများခဲ့ပါထောဘတ်အိုးကွဲချင်းချောင်းကဘဲမာလင်ဒူရလေးပါစိတ်အကြံများအံ့ပါနီလို့ပြန်လျှောက်ထားတဲ့အင်းချီမွန်စရာချီညိုစရာကောင်းလိုက်တဲ့မိမမိမသူရဲ့ကောင်းကြီးပါပဲနော် လင်းရင်ရောသားတွေပါစုံပြီးတဲ့နောက်ဘလို့များဖြစ်သေးတယ်လဲဖေးကြီးရယ်ဘယ်သူမှအားကိုးစရာမရှိလေတော့ကောသလာမင်းကြီးတန်နုညိုခွင့်ပန်ပြီးချွေးမ30နေရာကိုသူတို့ရင်သူတို့ပြန်စီတယ်သူကိုယ်တိုင်လဲမလာတိုင်းပြီကိုပြန်သွားရှာတဲ့ဗန်နုလာစစ်သူကြီးကတော့မလီကာဒေဝီချောင်းကိုဤကုန်းချုပ်ရမှာဖြစ်ရင်တော့မြက်စွာဘုရားသခင်ကုတ်တိန်နာယုံအင်ဂျင်တော်မှာမာပြိနေပန်ပြုတဲ့အခါမလာမင်းပေါင်းတို့ကလည်း ဆက်ကြဝရင်းမင်းနီးသူအန်ဒီမာသာပနာပူဇော်ကြရအောင်အလောင်းတော်ကိုကုတ်သိမ့်နာယုံပြည်ရင်းကိုထန့်ဆောင်တည်ယူလာကြတယ်။မလိကာဒေဝီဆန်အင်းရှိရောက်တဲ့အခါမှာမလိကာသူ့ရဲ့မဟာလဒါဇာကိုမြတ်စွာဘုရားသခင်အလောင်းတော်မှာအုပ်ပြီးလူဒန်းပူဇော်မှုပြုလိုက်ပါတဲ့။အဲဒီတော့တို့မှတ်သားရမှာကတာဝတိပြည်မှာဘယင်ကောသလရဲ့မိဖုရားအမိကလည်းမလိကာပဲဖြစ်တယ်။ ဘန်နူလာစစ်သူကြီးကရောရဲ့အမိကလည်းမလိကာပဲဖြစ်တယ်။သူတို့နှစ်ဦးကအမိချင်းတူကြသလိုရေနာသုံးမခွန်ကိုမမိတ်မတုံယုံကြည်ရမှာလဲတာလူညီမြရှိနေကြတယ်ဆိုတဲ့အကြောင်းပါပဲကွယ်။နောက်ထပ်ချယ်ရီလာစာလာတွေကစာကောင်းများကိုဆက်လက်ပြီးတင်ဆက်ချင်ပါသေးတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျွန်တော်တို့ကြပါ